ဒီလိုခံစားချက်မျိုးခံစားဘူးလားဒီတနေရာထဲမှာပဲပိတ်မိနေတယ်ဆိုတဲ့ခံစားချက်ကိုကျွန်တော်ပြောပြမယ်ကို့မှာလုံနေစွမ်းနေအများကြီးရှိရဆိုတော့လေတိတယ်ငါဒီချက်ပို့လုံရင်နေရာတစ်ခုရောက်မယ်ဆိုတော့လေကိုတိတယ်ဒါပေမဲ့အဲ့ဒီမလုတ်ဘူးဒီနေ့လေးမပဲရက်တက်နေရဆိုတဲ့နေရာလေးအဲ့လိုခံစားချက်မျိုးခံစားဘူးလားဒါမို့ခုကိုယ်တိုင်ရောခံစားနေရလားအဲ့တော့ကျွန်တော်မြင်တာကတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လူတွေကဘဝကြီးကိုသွယ်ကူလိုက်မလို့ထင်နေကြလို့ပါကျွန်တော်တို့ဆိုရင်တော့ဒီအတွေးခေါ်တစ်ခုဒါမို့ mindset လေးပြောလို့ရတယ်ပေါ့လေဒီအတွေးတစ်ခုကကျွန်တော်ရဲ့ဘဝချင်း career shift အများကြီးမပြောင်းလဲပြီးခဲ့တဲ့နေရာတစ်ခုပါအဲ့ ဘာလဲဆိုတော့ဒီ pain လို့ခေါ်တဲ့နာကျင်မှုတစ်ခုကိုရှောင်ပြင်းမနေဘဲနဲ့အတုံးချခဲ့တာပါ။အဲကျွန်တော်တို့ psychology ရှုတော့တော့အများကြီးမသွားတော့ဘူးပေါ့လေ။တစ်ခါလေးကျရင်ကျွန်တော်တို့ကြာရှုံးတာတွေနာကျင်မှုတွေကိုကိုထိခိုက်အောင်လုပ်တာတွေကိုကျွန်တော်တို့ကမကောင်းတာလို့မြင်တတ်ကြတယ်။ဒါတစ်ခုမှမဟုတ်နိုင်မဟုတ်ကျွန်တော်တို့ရဲ့ unconscious လို့ခေါ်တဲ့မသိစိတ်ကကျွန်တော်တို့လူတွေကိုဒုက္ခမရအောင်နာကျင်မှုမဖြစ်အောင်ဥပမာ media လက်ထက်တဲ့ခါကျရင်နာကျင်နေဆိုတော့ကျွန်တော်တို့သိတယ်။ဒါပေမဲ့အဲ့လိုနာကျင်နေအောင်မဖြစ်အောင်ကျွန်တော်တို့ရဲ့မသိစိတ်ကဒါကြီးရဲ့ energy ရှိပါတယ်ဆိုပြီးတော့တားဆီးထားတယ်။ There is nothing wrong with that ကျွန်တော်တို့ရဲ့မသိစိတ်ကိုအလုပ်လုပ်တဲ့ပုံစံကအဲ့လိုပါပဲ။ဒါပေမဲ့ဘဝ င်းမှာဆိုရင်ရောကျွန်တော်တို့ဒီနာကျင်မှုဆိုတာကိုရှောင်ပြေးလို့မရပါဘူးအဲ့ဒီ mindset ကိုကျွန်တော်တီးတယ်ကျွန်တော်တခုပဲတခါလေကျွန်တော်တို့မလုပ်ချင်တဲ့လုပ်ပြီးရှိလိမ့်မယ်ဒါမှကျွန်တော်လုပ်ရတာပဲတခါလေကျွန်တော်တို့မပြောချင်ပေမဲ့လေပြောလိုက်တဲ့စကားကြီးတခါလေကျွန်တော်တို့အလုံးမလုပ်ချင်ပေမဲ့လေလုပ်ရတာပဲအဲ့ဒီတက်တောင်းတက်တာမဖြစ်ဘူးဆိုတဲ့အရာတခုကိုကျွန်တော်တွန်းချင်တာဥပမာကျွန်တော်တို့ရမ်းပင်မဲ့နေရှိလိမ့်မယ်နားလို့ရတယ်ဒါပေမဲ့တချို့လူတွေကြတော့အဲ့ဒီတက်တောင်းတက်တာမရှိတဲ့နေရာတခုဖြစ်ကြောကြတယ်ကိုယ့်ရဲ့ comfort level တဖြည်းဖြည်းချဲ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 ကြတယ်အဲ့ဒီနာကျင်မှုဆိုတဲ့ pain တခုကိုကျွန်တော်ကကိုယ့်ရဲ့ advantage လို့ခေါ်တဲ့အားသချက်တခုနဲ့အသုံးချနေကြတာပါအဲ့ အတွက်ကြောင့်ဒါတော့ကျွန်တော်ပြောနေချင်စကားတစ်ခုပါကျွန်တော်လူတွေအားလုံးကတော့တက်တောင့်တသက်ဖြစ်ချင်ကြတယ်အဲ့အတွက်ကြောင့်မကျွန်တော်အလုပ်လုပ်နေကြတာပဲကွာဒါပေမဲ့အဲ့ဒီဟာအချိန်ခဏပဲကောင်းပါတယ်ကိုကိုကို push လုပ်ကိုကိုကိုဒီ pain လို့ခေါ်တဲ့နာကျင်မှုတစ်ခုယူပြီး grow လို့ခေါ်တဲ့အရာတိုးတက်မှုတစ်ခုရအောင်လုပ်ပြီးဒီ comfort zone မှာခဏပြန်လာပြင်ပြင်ပြီးအလုပ်လုပ်အဲ့ဒီလိုကိုကိုကိုအများနဲ့ stretch လို့ခေါ်တဲ့ yes stress နေမှာရပါမယ်အဲ့ဒီတော့ကျွန်တော်တို့ခုဒီ video ကြည့်နေမိတ်ဆွေတို့မေးချင်တာကိုအနေနဲ့ပေါ့လေကိုကြည့်နေမိတ်ဆွေတွေနဲ့ဘယ်လိုနာကျင်မှုမျိုးခံလာခြင်းလဲကိုကျင်မှာတက်တောင့်တသက်ရှိပြီးတော့နောက်တစ်ချိန်ကျမှဖြစ်လာမယ့်ဝေဒနာတွေမလုံနိုင်စွမ်းနဲ့ကိုကိုကို ့ငါလုံနိုင်ပါရဲ့စာနဲ့မလုတ်ခဲ့တဲ့အတွက်ကြောင့်နောက်တရနေတဲ့နာကျင်မှုမျိုးလားအခုချိန်မှာငါကိုကိုကို grow လို့ခေါ်တဲ့တိုးတက်မှုတစ်ခုရဖို့အတွက်အများနဲ့ကိုကို stretch လုပ်နေတဲ့ဒီတက်တုံတတာဖြစ်တဲ့ဆိုတဲ့ဇုံကနေအများနဲ့ stress ဆက်နေတဲ့နာကျင်မှုမျိုးလားကျွန်တော်တို့ဒီနှစ်ခုတေချာလေးရွေးချယ်တည်ခြင်းပါတယ်ဆုံးမချက်တစ်ခုချပါအခုရောက်နေတဲ့နေရာနဲ့ပဲကျင်းနေပါမှာလားဒါမှမဟုတ်ပြောင်းလဲမှုဆိုတဲ့အရာတစ်ခုဒီနေ့ဒီချမ်းစာပြစာလုပ်မှာလား